really have power. You know, we get a little bit power. I'm most scared right now because a building really got bombed. Last night, the noise is extremely loud. It makes my scalp tingle. Transportation in Iran has collapsed. People are in a panic and the internet is down. That makes evacuation even harder. အကြီးမားဆုံးပြဿနာကတော့ထွက်ပြေးခြင်းအောင်ထွက်ပြေးဖို့နည်းလမ်းမရှိတာပါ။ကုန်းလမ်းကနေထွက်ခွာဖို့ဆိုရင်တော့ကျမတို့ကိုအီရန်နယ်စပ်ထိပို့ဆောင်ပေးနိုင်တဲ့ရင်တွေဒီမှာမရှိပါဘူး။အခုချိန်ထိပထမဆုံးထွက်ပြေးသူတွေဟာအမေရိကန်နယ်စပ်ကိုအန္တရာယ်ကင်းစွာရောက်ရှိသွားခဲ့ပြီး ုတိယအုပ်စုကလည်းလမ်းကြောင်းပေါ်မှာရှိနေပါပြီ။ကျမတို့အတွက်ကတော့အနှဲငယ်စိတ်ပူနေရပေမဲ့ဒါဟာကျမတို့ရဲ့တာဝန်ပါ။ Israel နဲ့ Iran ကြားကစစ်ရေးပဋိပက္ခဟာပုံမပြင်းထန်လာနေပြီးနှစ်ဖက်စလုံးမှာထိခိုက်ဒဏ်ရာရသူဒါမှမဟုတ်တေဆုံးသူ3200ကျော်နဲ့မြေယာရီပျက်စီးယိုယွင်းနေပါတယ်။ဒီအရေးပေါ်အခြေအနေမှာနိုင်ငံအများပြားကသူတို့ရဲ့နိုင်ငံသားတွေကိုကာဝယ်ဖို့ အရေးပေါ်ထွက်ပြေးရေးအစီအမံတွေစတင်လှုပ်ဆောင်နေကြပါတယ်။ဒါပေမဲ့တရုတ်ရဲ့တုံ့ပြန်မှုကတော့စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။ဘုံကျဲတိုက်ခိုက်မှုတွေစတင်ချိန်မှာအီရန်မှာရှိတဲ့တရုတ်တန်ယုံကနိုင်ငံသားတွေကိုရောက်ရှိနေတဲ့နေရာမှာပဲခိုးလုံဖို့အစပိုင်းမှာညွှန်ကြားခဲ့ပါတယ်။ဇွန်လ18ရက်နေ့မှသာတီဟီရန်ကနေတာကမန်နစ္စတန်ကိုဘတ်စကားနဲ့ထွက်ပြေးရေးစီစဉ်မှုတွေစတင်ခဲ့ပါတယ်။ကံကောင်းထောက်မှသာနဲ့ဘေကျင်းစံတော်ချိန်ည9နာရီခွဲမှာကျွန်တော်တို့ဟာကွမ်းမြို့ကလူတွေနဲ့ဆက်သွယ်နိုင်ခဲ့ပါတယ်။ထွက်ပြေး update ကိုတွေ့ပြီး ကျွန်တော်ကကွမ်းမျိုးကတငယ်ချင်းတယောက်ကိုချက်ချင်းဆက်သွယ်ခဲ့ပါတယ်။ Iram ဟာအင်တာနက်ပြတ်တောက်နေတာကြောင့်သူဟာအချိန်မောင်းများစွာကြိုးစားခဲ့ရပြီးနောက်ဆုံးမှာတော့တရုတ်မိုဘိုင်းဖုန်းနံပါတ်တစ်ခုကိုခေါ်ဆိုပြီးအဲ့ဒီမှာရှိတဲ့ကျွန်တော်တို့လူတွေနဲ့ဆက်သွယ်နိုင်ခဲ့ပါတယ်။ကွမ်းမျိုးမှာတရုတ်နိုင်ငံသား32ဦးကြန့်ရှိနေဆဲဖြစ်ပြီးအငယ်ဆုံးကတော့အသက်6လသာရှိသေးတဲ့ကလေးငယ်ပါ။တချို့လူတွေကသူတို့ဟာမထွက်ခွာပဲမိုက်မဲနေတယ်လို့ပြောကြမယ်ထင်ပါတယ်။ဒါပေမဲ့ကျွန်တော်ကတော့သူတို့ရဲ့အကြောင်းမျိုးမျိုးကိုနားလည်ပါတယ်။ဒီဆက်ယုံနေတဲ့ကအများစုဟာတရုတ်လူမျိုးတွေက ငွေကြေးအချိန်သူတို့ရဲ့ဘဝတွေတောင်မှဒီမှာလုပ်ငန်းတွေတည်ထောင်ဖို့စွန့်စားလှုပ်ဆောင်ခဲ့ကြတာပါအီရန်မှာစက်ရုံတရုံငှားရမ်းဖို့စက်ပစ္စည်းတွေဝယ်ယူဖို့ကုန်ကျန်းတွေရယူဖို့ဘလောက်ခက်ခဲတယ်ဆိုတာကိုစဉ်းစားကြည့်ပါဒီဇလန်တွေကိုကြားရတဲ့အခါကျွန်တော်ရဲ့နှလုံးသားကတကယ်ကိုကြွေးကြည့်ပါတယ်ဘဝဟာလူတိုင်းအတွက်ခက်ခဲပါတယ်ကုလသမဂ္ဂရဲ့2024ခုနှစ်နိုင်ငံတကာရွှေ့ပြောင်းနေထိုင်မှုစည်းရုံးအစီအစဉ်ခံစားရအီရန်မှာတရုတ်နိုင်ငံသား၄000ခန့်နေထိုင်လုပ်ကင်နေကြပြီးအများစုကရေနံလုပ်ငန်းမှာလုပ်ကင်နေတဲ့တရုတ်ကုမ္ပဏီတွေအတွက် ်အင်ဂျင်နီယာတွေဖြစ်ကအဓိကအားဖြင့်တီဟီရန်နဲ့အနီးတစ်ဝိုက်မှာအခြေစိုက်နေကြပါတယ်။အစ္စရေးရဲ့တီဟီရန်ပေါ်တိုက်ခိုက်မှုတွေပြင်းထန်လာတဲ့အခါတရုတ်ရဲ့ထွက်ပြေးရေးစီမံဟာပြိပခါစတင်ပြီးတတရနဲ့စရုပ်ထရက်တွေမှာအထွတ်ထိပ်ရောက်ခဲ့ပါတယ်။အီရန်ရဲ့လေကြောင်းနယ်မြေဟာလုံးဝနှိပါပိတ်ဆို့ခံထားရတာကြောင့်လူအများစုဟာဘတ်စကားရီဒါမှမဟုတ်အာမေးနီးယားနဲ့တူရကီစီဥတီသွားတဲ့ငားရမ်းထားတဲ့ရင်တွေနဲ့ကုန်းလမ်းကနေထွက်ပြေးခဲ့ရပါတယ်။ တီဟီရန်ရဲ့လမ်းမတွေဟာယခုခါစူညံပွက်လို့ရိုက်နေပြီးလူတွေကထိတ်လန့်နေကြပါတယ်။စူပါမားကတ်ဆန်နာတွေဟာဗလာဖြစ်နေပြီးလူတွေကရေအစားအသောက်နဲ့အိမ်သာသုံးဆက်ကူတွေကိုအလူရက်ဝယ်ယူနေကြပါတယ်။ဓာတ်ဆီဆိုင်တွေမှာလူဒန်းရှည်ကြီးတွေတန်းစီနေပြီးကားရာပေါင်းများစွာဟာရင်ကျောပိတ်ဆို့မှုတွေပိတ်မိနေကြပါတယ်။မိသားစုများပြားဟာအာမေးနီးယားနဲ့တူရကီနယ်စပ်စီကားနဲ့ထွက်ပြေးဖို့ကြိုးစားနေကြပြီးမြေဆက်စစ်ဆေးရေးဂိတ်တွေကဒီလောက်လူအကြီးကိုကင်တွင်နိုင်စမ်းမရှိပါဘူး။ဒေသခံရဲတွေဟာလက်နက်ကင်ပြီးစီကံထိမ့်သိမ့်မှုကြိုးစားနေပြီးမြေ နေရာတိုင်းမှာကြောက်ရွံ့မှုနဲ့ဒေါသတွေပြည့်နှက်နေပါတယ်။အီရန်မှာနှစ်ပေါင်းများစွာလုပ်ကိုင်ခဲ့တဲ့တရုတ်စီးပွားရေးသမားမစ္စတာယန်ကဇွန်လ13ရက်မှာတီဟီရန်ကိုခရီးသွားဖို့မူလစီစဉ်ထားခဲ့ပါတယ်။သူ့ရဲ့လုပ်ငန်းလည်ပတ်မှုတွေဟာအဲ့ဒီမှာအခြေစိုက်ထားတာပါ။ဒါပေမဲ့တိုက်ပွဲတွေကြောင့်ခရီးစဉ်ကိုဖျက်သိမ်းခဲ့ရပါတယ်။သူ့ရဲ့ဝန်ထမ်းတွေနဲ့ဖောက်သည်တွေဟာထွက်ပြေးသွားကြပြီဖြစ်ပါတယ်။ဇွန်လ16ရက်မနက်အစောပိုင်းမှာတီဟီရန်ပေါ်မှာပောက်ကွဲသံတွေစုညံသွားထွက်ပေါ်ခဲ့ပါတယ်။အစ္စရေးကတီဟီရန်ရဲ့ခရိုင်သုံးခုမြို့ရဲ့နိုင်ငံရေးနဲ့စီးပွားရေးအသင်းနှလုံး နေရာဖြစ်တဲ့နောက်တစ်ကြိမ်တိုက်ခိုက်မှုမှာအ धिक ပြင်းပဖြစ်လာမယ်လို့လူသိရှင်ကြားသတိပေးခဲ့ပါတယ်။ဒီခရိုင်မှာအစိုးရယုံတွေနိုင်ငံသားတန်ယုံတွေနဲ့အစိမ့်မြင့်လူနေရက်ွက်တွေရှိပါတယ်။မစ္စတာယန်ကဒီနေရာမှာနေထိုင်တဲ့တငယ်ချင်းတွေစီကသတိပေးချက်ကြောင့်ဒေသခံတွေထိတ်လန့်ပြီးထွက်ပြေးနေကြတယ်လို့သိရှိခဲ့ပါတယ်။သူ့တငယ်ချင်းတယောက်ဟာလေစိတ်ကိုသွားနေရင်လေစိတ်သို့သွားတဲ့အဝေးပြေးလမ်းမကိုဖျက်ဆီးခဲ့တဲ့ပေါက်ကွဲမှုနဲ့မီတာ300กว่ามาပဲရှိနေခဲ့ပါတယ်။မစ္စတာယန်ကသူ့အရန်ကြောက်လန့်သွားခဲ့လို့ အဲ့ဒီညမှာအိမ်မြန်ရောက်ပြီးပစ္စည်းတွေထုတ်ဖို့ကထွက်ခွာခဲ့တယ်လို့ပြောပါတယ်။သူမှတ်မိတာကဓာတ်စီတိုင်းမှာ1ကီလိုမီတာရှိတဲ့တန်းစီလိုင်းကိုတွေ့ခဲ့ပြီးကားတစီးကိုဓာတ်စီ15လီတာသာဖြည့်ဝင်ပြုခဲ့ပါတယ်။ဓာတ်စီပိုလိုချင်တဲ့ယာဉ်မောင်းတွေကဝန်ထမ်းတွေကိုတိတ်တဆိတ်လက်ထိုးရပါတယ်။အာမေးနီးယားနဲ့ဇဂိုသွားတဲ့လမ်းဟာပုံမှန်ဆိုရင်2နာရီသားကြာပေမဲ့အခုတော့9နာရီကြာဖြည်းဖြည်းမောင်းနှင်ရပါတယ်။အီရန်မှာရှိတဲ့တရုတ်အတိုင်းဝိုင်းအဖွဲ့ထဲမှာပဲလူတွေကမြို့တဝိုက်မှာပောက်ကွဲမှုတွေထပ်ဖြစ်နေတယ်လို့အဆက်မပြတ်သတင်းပို့နေကြပါတယ်။လေကြောင်းတိုက်ခိုက်မှုတွေဟာညအချိန်မှာဖြစ်ပေါ်လေးရှိပြီး ဒေသခံလူစုကိုပုံမိုကြောက်ရွံ့မှုနဲ့မငြိမ်မသက်ဖြစ်အောင်ရည်ရွယ်တာဖြစ်နိုင်တယ်လို့အများကမှတ်ချက်ပြုကြပါတယ်။ဒါကြောင့်လူအများဟာညအချိန်မှာပောက်ကွဲသံတွေကြောင့်မကြာခဏနိုးထလာရပြီးတချို့ကတော့ထွက်ပြေးဖို့အသင့်ပြင်ဆင်ထားဖို့အဝယ်အစားပြည့်နေအောင်အိပ်စက်ကြပါတယ်။ဇွန်လ16ရက်မှာအစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေကသူတို့အိမ်တွေနားကိုပုံနီးကပ်လာတဲ့အခါမစ္စတာရှယ်ရှူရန်နဲ့သူ့အဖွဲ့ဟာအီရန်တရုတ်အသင်းကစီတင်တဲ့ထွက်ပြေးရေးမှာပါဝင်ခဲ့ပါတယ်။ ထွက်ပြေးသူရေအတွက်များပြားလွန်းတာကြောင့်လမ်းမှာနာရီပေါင်းများစွာပိတ်မိခဲ့ရပါတယ်။အနားယူတဲ့နေရာတွေမှာတောက်သွေးရေကုန်သွားပြီးအီရန်လူမျိုးတချို့ကအိမ်သာရေချိုးကန်းကရေကိုပလင်းတွေထဲဖြည့်နေကြပါတယ်။သူတို့ထောက်ခေါသွားပြီးနောက်တီဟီရန်ကအခြေအနေဟာပုံမိုဆိုးရွားလာခဲ့ပါတယ်။တက္ကသိုလ်အဆောင်မှနေထိုင်တဲ့ကျောင်းသားတွေကအီရန်စင်ကတ်တွေနဲ့တောင်အင်တာနက်မသုံးနိုင်တော့ဘူးလို့သတင်းပို့ခဲ့ပါတယ်။အဇာဘိုင်ဂျန်ကိုထွက်ပြေးဖို့လမ်းသွားနေတဲ့အခြားကျောင်းသားတွေကတော့ဒုံးကျည်တစ်စင်းသူတို့ဘေးကဖြတ်ပြန်သွားတာကိုတွေ့ခဲ့တယ်လို့ပြောပါတယ်။မစ္စတာရှဲက ပုံမှန်ဆိုရင်10.5နာရီတာကြာသွင်းတဲ့ခရီးစဉ်ဟာ19နာရီဒီပါတီကြာသွားခဲ့တယ်လို့ပြောပါတယ်စစ်တပ်ရဲ့ရဲရီရဲ့စစ်ဆေးမှုတစ်ခုအတွင်းအီရန်ရဲရီကပင်မန်းနွမ်းနေတဲ့တရုတ်လူမျိုးတွေပြစ်ထန်နေတဲ့ဗတ်စကားလို့မှတ်ချက်ပြုခဲ့ပါတယ်အာမေရိကဝင်ရောက်ပြီးနောက်မှာလည်းသူတို့ဟာနောက်ထပ်ခက်ခဲတွေရင်ဆိုင်ခဲ့ရပါတယ်ဗတ်စကားကသူတို့ရဲ့ လုပ်ငန်းကိုလုယူလိုက်တယ်ဆိုပြီး license မရှိတဲ့တက္ကစီရင်မောင်းတွေက သူတို့ကိုထွက်ခွာမသွားအောင်ချိန်ချောက်ခဲ့ပါတယ်နောက်ဆုံးမှာတော့သဘောတူညီမှုတစ်ခုရရှိခဲ့ပြီး အခချင်းဝင်200ပေးဆောင်ပြီးမှသာထွက်ခွာဝင်ရခဲ့ပါတယ်။တရုတ်ကျောင်းသားဝမ်မန်စီကသူနဲ့သူ့အလေးဟာလေကြောင်းရန်တတိပေးချက်တွင်မြို့ကနေထွက်ပြေးခဲ့ရတယ်လို့ပြောပါတယ်။သူမိသားစုရဲ့ကုံသွယ်ရေးလုပ်ငန်းဟာအော်ရာများနေပါလာမှုကိုရောင်ထဲမှာကုန်ပစ္စည်းတွေပိတ်မိနေမှုနဲ့အာမခံကုန်ကြမ်းစည်တွေတိတိတသားမြင့်တက်လာမှုအပါအဝင်စိန်ခေါ်မှုမျိုးစုံကိုရင်ဆိုင်နေရပါတယ်။အီရန်ဝယ်ယူသူတို့ကငွေကြေးတန်ဖိုးကျဆင်းမှုနဲ့ဘဏ်ငွေပေးချိန်မှုပြတ်တောက်မှုတွေကြောင့်အော်ဒါတွေဖျက်သိမ်းခဲ့ကြပါတယ်။တရုတ်ပေးသိမ်းသူတွေလည်းပို့ဆောင်မှုတွေလျှော့ချဖို့စဉ်းစားနေကြပါတယ်။ ်အစ္စရေးရဲ့ဆက်လက်လေကြောင်းတိုက်ခိုက်မှုတွေကအီရန်နေထိုင်သူတွေကိုထွက်ပြေးဖို့ဒါမှမဟုတ်မြေအောက်ခိုလုံရနေရာတွေမှာပုံအောင်နေဖို့တွန်းအားပေးနေပြီးတီဟီရန်ရဲ့လမ်းတွေဟာလုံးဝနှိပါပလာဖြစ်နေပါတယ် The Economist ရဲ့ဇွန်လ19ရက်သတင်းအရအီရန်ကနေထွက်ခွာသူရွတ်တက်ဟာလောလောဆယ်နေပါနေသေးပေမဲ့အခြေအနေဟာလှည့်မြန်စွာပြောင်းလဲနေပြီးအနာဂတ်မှာဒုက္ခတွေလှိုင်းကြီးတစ်ခုဖြစ်ပေါ်လာနိုင်တယ်လို့ဆိုပါတယ်။ Israel ရဲ့ Iran ပေါ်စစ်ရေးတိုက်ခိုက်မှုတွေဟာအရှေ့လေပိုင်းမှာတင်းမာမှုတွေမြင့်တက်နေတဲ့နောက်ခံမှာ ကမ္ဘာအာရုံစိုက်မှုကိုဆွဲဆောင်ထားပါတယ်။2025ခုနှစ်ဇွန်လ13ရက်မှာအစ္စရေးကအီရန်ရဲ့စီးရေးဆောက်ဦးတွေနျူကလ িয়ার နေရာတွေနဲ့အစိမ့်မြင့်စီးရေးကောင်းဆောင်တွေကိုပိတ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေစတင်ခဲ့ပါတယ်။တုံ့ပြန်မှုအနေနဲ့အီရန်ကလက်တုံ့ပြန်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးနှစ်နိုင်ငံကြားပဋိပက္ခဟာဆက်လက်ပြင်းထန်လာနေပါတယ်။အစ္စရေးမှာတော့လေကြောင်းရန်တတိပေးသံတွေဟာနေ့စဉ်နောက်ခံစူညံသံတစ်ခုဖြစ်လာခဲ့ပြီးဒဲလ်အဗစ်ပါဝင်မြို့ပေါင်းများစွာဟာ အီရန်ရဲ့တိုက်ခိုက်မှုတွေရဲ့ပြစ်မှတ်ဖြစ်ခဲ့ပါတယ်။အစ္စရေးနေထိုင်သူတွေဟာမြေအောက်ခိုလုံရံတွေမှာခိုလုံရင်း၆တွေ့တဲ့ရိတ်ခါတွေကိုစားသုံးပြီးလေကြောင်းကချင်းချောင်းမှုတွေကိုတရိပ်ထားနေရပါတယ်။မြို့တွေကစားတောက်ဆိုင်အများစုဟာပိတ်ထားပြီးလမ်းတွေဟာပုံမှန်မဟုတ်တဲ့အတိုင်းဗလာဖြစ်နေပါတယ်။အစ္စရေးမှာရှိတဲ့တရုတ်နိုင်ငံသားတချို့ကအစ္စရေးမှာရှိတဲ့တရုတ်ကောင်စစ်ဝင်ရုံးဟာအကြက်တဲကိုဖြည့်ရှင်းရမှာနှိမ့်ကွေးနေတယ်လို့သတင်းပို့ခဲ့ပါတယ်။ဝန်ဆောင်မှုမလုံလောက်တဲ့အကြောင်းဖော်ပြခဲ့ကြပြီးထွက်ပြေးရေးသဘောတူညီချက်ကိုအချိန်ကန့်သတ်ထားတာ ကိုယ်တိုင်ငွေကြေးထောက်ပံ့ရတာနဲ့ចောင်းသားတွေအတွက်သာရရှိနိုင်တယ်လို့ဖော်ပြခဲ့ပါတယ်။ဒါဟာတရားဝင်ပြောဆိုချက်နဲ့တိတိတသားကွဲလွဲပါတယ်။မကြသေးခင်ကအစ္စရေးမှာရှိတဲ့တရုတ်နိုင်ငံသားတွေဟာ X ပေါ်မှာ၎င်းတို့ရဲ့စိတ်ပြတ်မှုကိုဖော်ပြခဲ့ကြပြီး Delve မှာရှိတဲ့တရုတ်ကောင်စစ်ဝင်ရုံးကထွက်ပြေးရေးကြိုးပမ်းမှုတစုံတရာမှမစီစဉ်ပေးဘူးလို့ဖော်ပြခဲ့ပါတယ်။သတင်းချက်လက်တွဲဖုန်းဆက်မိမျက်တဲ့အခါ တရားဝင် WeChat ကောက်မှာ update တွေကိုစောင့်ကြည့်ဖို့သာပြောခဲ့တယ်လို့ဆိုပါတယ်ဒီတုံ့ပြန်မှုဟာတရုတ်နိုင်ငံသားများသောကိုဒေါသထွက်ဆွေခဲ့ပြီး၎င်းတို့ကကောင်စစ်ဝင်ရုံးဟာပြည်ပနိုင်ငံသားတွေရဲ့ဆင်းရဲဒုက္ခအခြေအနေကိုလစ်လျူရှုထားတယ်လို့ဆိုဆွဲကြပါတယ်သူတို့ကဒါဟာလုံးဝလက်ခံနိုင်ကြမရှိဘူးလို့ပြောကြပါတယ်ထိုင်ဝမ်ကဇွန်လ18ရက် Israel နဲ့ Iran ပဋိပက္ခရဲ့ပြင်ဆင်မှုနေမှာထွက်ပြေးရေးကိုစီစဉ်ပြီးဖြစ်ပေမဲ့ကောင်စစ်ဝင်ရုံးကထွက်ပြေးရေးတတိပေးချက်တွေကိုထုတ်ပြန်ခဲ့ပေမဲ့ ចောင်းသားအနေငယ်သာအတိပေးခံရပါတယ်။ Israel မှာဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှာလှုပ်လှုပ်နေတဲ့မျိုးသမီးတူကဇွန်လ18ရက်နေ့မှာဗီဒီယိုတစ်ခုတင်ခဲ့ပြီးတရုတ်ကောင်စစ်ဝင်ရုံးကတရုတ်နိုင်ငံသားတွေအတွက်ထွက်ပြေးရေးကြိုးပမ်းမှုမစီစဉ်ခဲ့ဘူးလို့အတည်ပြုခဲ့ပါတယ်။သူမကထွက်ပြေးရေးကိုဘယ်လိုလုပ်ရမလဲဆိုတာရှုပ်ထွေးနေပြီးပြည်ပကတရုတ်နိုင်ငံသားတွေတီးခြားခံစားရပြီးအကူအညီမဲ့ခံစားရတယ်လို့ညင်းညူခဲ့ပါတယ်။သူမကကျမတို့လည်းပြန်ညင်ပါတယ်။အခုပဲလေရင်နဲ့ပြန်ညင်ပေမဲ့မပြန်နိုင်ပါဘူး။ထွက်ပြေးခြင်းတွေအတွက်အာဏာရှိတဲ့သူတယောက်ကတစ်ခုခုစီစဉ်ပြီး ကျမတို့ကိုကူညီပေးမယ်လို့မျှော်လင့်ပါတယ်လို့ပြောခဲ့ပါတယ်။ဇွန်လ18ရက်နေ့မှာအဲ့ဒီမျိုးသမီးကနောက်ထပ်ဗီဒီယိုတစ်ခုတင်ခဲ့ပြီးသူမရဲ့ကုမ္ပဏီကဝန်ထမ်းတွေကိုဇွန်လ19ရက်မှာအလုပ်ပြန်စားဖို့အသိပေးခဲ့တယ်လို့ပြောပါတယ်။သူမကမူလကထွက်ပြေးခြင်းခဲ့ပေမဲ့မထွက်နိုင်ခဲ့ပဲအလုပ်ဆက်လုပ်ရမယ်လို့ဆိုပါတယ်။သူမကရှုပ်ထွေးနေပုံရပြီးတရုတ် netizen တို့ကအီရန်ကအစ္စရေးကိုနျူကလ িয়ার တိုက်ခိုက်မှုလုပ်လိမ့်မယ်လို့ပြောနေကြပေမဲ့ အစ္စရေးမှာအခြေအနေကစီးပွားရေးလုပ်ငန်းတွေပြန်ဖွင့်နေတာကြောင့်နည်းနည်းတည်ငြိမ်နေပုံရတယ်လို့ဖော်ပြခဲ့ပါတယ်။သူမကဘယ်သတင်းအချက်အလက်ကမှန်ကန်တယ်ဆိုတာမသိကြခဲ့ပါဘူး။အစ္စရေးမှာလုံလုံနေတဲ့နောက်ထပ်တရုတ်အလုပ်သမားတို့ကဗီဒီယိုတစ်ခုတင်ခဲ့ပြီးထွက်ပြေးရေးအခြေအနေကသူတို့ကိုအဆင်မပြေဖြစ်စေတယ်လို့ပြောပါတယ်။ဇွန်လ30ရက်နောက်ပိုင်းဘာဖြစ်မလဲဆိုတာစောင့်ကြည့်ရမယ်။ဒီမှာကျွန်တော်တို့ရဲ့ပတ်စံတသိန်းယွမ်ကျော်ရင်းနှီးထားတယ်။ကျွန်တော်ကထိုင်ရန်ကလာတာဖြစ်ပြီးပြီးခဲ့တဲ့နှစ်လအတွင်းလစာမရသေးဘူး။တလကို 4000ယွမ်ဆိုတော့8000ယွမ်ဖြစ်တယ်။လေးစိတ်ခွန်ပြန်အဝေက9000ယွမ်ကျော်ရှိတယ်။ထွက်ပြေးမယ်ဆိုရင်တသိန်းဝဲဒါမှမဟုတ် တသိန်း6000ယွမ်လောက်ဆုံးရှုံးရလိမ့်မယ်လို့ဆိုပါရတယ်။တရုတ်နိုင်ငံသားတွေရဲ့မကြသိငင်ကဖော်ထုတ်မှုတွေအရဇော်လ18ရက်တကောင်ရက်မှာအစ္စရေးမှာရှိတဲ့တရုတ်ကောင်စင်ဝင်ယုံကចောင်းသားတွေအတွက်ထွက်ပြေးရေးသတိပေးချက်ထုတ်ပြန်ခဲ့ပါရ။အသေးဥက္ကဋ္ဌကចောင်းသားတွေကိုဒီသတင်းအချက်လက်တွေကိုမမျှဝေဖို့ညွှန်ကြားခဲ့ပြီးထွက်ပြေးရေးဟာចောင်းသားတွေအတွက်သာဖြစ်တယ်လို့အလေးနက်ပြောခဲ့ပါတယ်။ဒီသတင်းချက်လက်ကိုမျှဝေခဲ့တဲ့တရုတ်နိုင်ငံသားတဦးက ဒေါသထွက်ခဲ့ပြီးចောင်းသားរីយွေတက်ကတထောင်ထက်နေတယ်ဒါပေမဲ့အစ္စရေးမှာတရုတ်နိုင်ငံသား3000လောက်ရှိပါတယ်ကျွန်တော်တို့ကဒီမှာအလုပ်လုပ်ဖို့အတံမွေးဝမ်းကြောင်းဖို့ရောက်နေတာပါကျွန်တော်တို့လည်းတရုတ်လူမျိုးတွေမဟုတ်ဘူးလားចောင်းသားរីလိုပဲတရုတ်နိုင်ငံကူလက်မှတ်ကင်ထားတယ်ဘာလို့အနေငယ်ပဲထွက်ပြေးခွင့်ရပြီးအများစုကိုထားခဲ့ရတာလဲလို့ပြောခဲ့ပါတယ်သူကထွက်ပြေးရေးဟာအချိန်ကန့်သက်ထားတယ်လို့ဖော်ထုတ်ခဲ့ပါတယ်။ចောင်းသားတဲ့ဥက္ကဋ္ဌကចောင်းသားတွေကိုမိနစ်30အတွင်းထွက်ပြေးချိန်မှာတုံ့ပြန်မှုနဲ့လိုအပ်တဲ့ဖောင်တွေဖြည့်ဆွမ်းမှုတောင်းဆိုခဲ့ပါတယ်။ ထွက်ပြေးကိုဇွန်လ19ရက်အတွက်သတ်မှတ်ထားပြီးအီရန်ကအစ္စရေးကိုဖျက်ဆီးမယ်လို့ကြေညာထားပြီးဖြစ်ပြီးဒီနေ့ကျွန်တော်တို့ဘုံကျဲခံရနိုင်ပါတယ်။ဘာလို့ကျွန်တော်တို့ချက်ချင်းထွက်ပြေးလို့မရတာလဲ။သူလက်ခံနိုင်မှုပိုခတ်ခဲခဲ့တာကတရုတ်ကောင်စစ်ဝင်ရုံကစီတင်တဲ့ထွက်ပြေးရေးဟာလုံးဝကိုယ်တိုင်ငွေကြေးထောက်ပံ့ရတာပါ။သူကကောင်စစ်ဝင်ရုံကကားငှားရေးကိစ္စမှသာကူညီပေးပြီးနှားရန်ကုန်ကြစိတ်ကိုထွက်ပြေးသူတွေကြားခွဲဝေပေးရမယ်လို့ပြောပါတယ်။ ထူးဆန်းတဲ့လိုအပ်ချက်တခုလည်းရှိသေးတယ်။ထွက်ပြေးရေးတွင်သတိပေးချက်ထွက်လာရင်တရုတ်ရဲ့ပုံရိပ်ကိုမထိခိုက်စေဖို့တည်ငြိမ်နေရမယ်တဲ့။လူတွေတည်ငြိမ်နေရင်ဘာလို့ထွက်ပြေးဖို့လိုအပ်ရမှာလဲလို့မေးချင်ပါတယ်လို့သူကဆိုပါတယ်။အစ္စရေးမှာရှိတဲ့တရုတ်ကျောင်းသားတို့ကဇွန်လ18ရက်မနက်၄နာရီမှာဗီဒီယိုတစ်ခုတင်ခဲ့ပြီး တရုတ်ကောင်စင်ဝင်ယုံကစီတင်ထားတဲ့ထွက်ပြေးရေးသတိပေးချက်တွေမရရှိခဲ့ဘူးလို့ပြောပါရယ်။အစ္စရေးမှာစီးပွားရေးခရီးထွက်လာတဲ့တရုတ်နိုင်ငံသားမစ္စတာလီယူကသူဟာဂျော်ဒန်နိုင်ငံနဲ့တက္ကစီနဲ့သွားရမယ်လို့မျှဝေခဲ့ပါရယ်။ဂျော်ဒန်ကမီတာတသိန်းกว่าမှရှိပြီးသူ့အတွက်2400ယွမ်ခန့်ကုန်ကြခဲ့ပါရယ်။လေယာဉ်လက်မှတ်စည်းနှုန်းတွေကလည်း3000အထိမြင့်တက်သွားခဲ့ပါရယ်။နောက်ထပ်လူတူဦးကကောင်စင်ဝင်ယုံကိုထွက်ပြေးရေးအကြောင်းဖုံးစံပြီးမြင့်တဲ့အခါတရံဝင် WeChat အကောင့်မှာ update တွေကိုလိုက်နာကြည့်ဖို့သာပြောခဲ့တယ်လို့ဖော်ထုတ်ခဲ့ပါတယ်။ထိရောက်တဲ့လမ်းညွှန်မှုနဲ့အကူအညီမရှိတာကြောင့် ပြည်ပကတရုတ်လူမျိုးတွေဟာကောင်စိတ်ဝင်ယုံကသူတို့ရဲ့လုံခြုံရေးကိုလှစ်လျူရှုထားတယ်လို့တန်တရားဖြစ်လာခဲ့ပါတယ်။တရုတ်ចောင်းသားအဖွဲ့တစ်ခုမှာလူ292ဦးပါဝင်တဲ့တရင်အချက်လက်ရចောင်းသားတွေကတန်ယုံရဲ့ပညာရေးယုံကိုထွက်ပြေးရေးဆိုင်ရာစိုးရိမ်မှုတွေပေါ်ပြခဲ့ပြီးနောက်တတိပေးခံရတာဒါမှမဟုတ်ချင်းချောက်ခံရတာ ਨੇ တိတ်ဆိတ်နေဖို့ဖိအားပေးခံခဲ့ရပါတယ်။ចောင်းသားတို့ကပြည်ပကိုရောက်မှပဲ one play စစ်တယ်ဆိုတဲ့ပုံမြင်ဟာ အကြီးမားဆုံးလိမ်ညာမှုဖြစ်တယ်ဆိုတာသိလိုက်ရတယ်လို့ပြောခဲ့ပါတယ်။တချို့ကျောင်းသားတွေကတရုတ်အစိုးရဟာသူတို့ရဲ့တာဝန်ကိုမထမ်းဆောင်ခဲ့ဘူးလို့ယုံကြည်ကြပါတယ်။စန့်ကျင်ဘက်အနေနဲ့အစ္စရေးမှာထိုင်ဝမ်ရဲ့ထွက်ပြေးရေးကြိုးပမ်းမှုတွေဟာပြည်ပကထိုင်ဝမ်လူမျိုးတွေစီကချီးကျူးမှုတွေကိုရရှိခဲ့ပါတယ်။ထိုင်ဝမ်နိုင်ငံသားတချို့က social media ပေါ်မှာပြစ်ပခါဖြစ်ပေါ်ပြီးနောက်အစ္စရေးမှာရှိတဲ့ထိုင်ဝမ်ရုံးကထိုင်ဝမ်နိုင်ငံသားတွေကိုလှေမြန်စွာဆက်သွယ်ခဲ့ပြီး၎င်းတို့ရဲ့လုံခြုံရေးအခြေအနေကိုစစ်ဆေးကာ ဂျော်ဒန်နယ်ဆက်သို့ထွက်ပြေးဖို့တီးတန့်ကားရီစီစဉ်ပေးခဲ့တယ်လို့မျှဝေခဲ့ပါတယ်။ထိုင်ဝမ်တတိစင်တကူကစစ်ပွဲစတင်ကလေးကထိုင်ဝမ်တန်တမန်တွေကကျွန်တော်တို့ကိုဆက်လက်ဂရုစိုက်ပြီးထွက်ခွာဖို့ကူညီဖို့ကားရီကိုတောင်စီစဉ်ပေးခဲ့တယ်လို့ပြောပါတယ်။စံညမန်အနေနဲ့တရုတ်ငွေချင်းတွေကတရုတ်ကောင်စင်ဝင်ယုံက၎င်းတို့ကိုဂျော်ဒန်နယ်ဆက်သို့ကိုယ်တိုင်သွားဖို့သာအကြံပြုခဲ့ပြီးလက်တွေ့ကျတဲ့အကူအညီကိုတိတ်မပေးခဲ့ဘူးလို့ပြောခဲ့ပါတယ်။အစ္စရေးနဲ့အီရန်ကြားပြည်ပခါဟာလွန်ခဲ့တဲ့ရက်အနည်းငယ်တွင်ပုံမှုပြင်းထန်လာခဲ့ပြီးတရုတ်ကတီဟီရန်ကိုလျှို့ဝှက် ကုန်တင်လေရင်သုံးသင်းပို့လိုက်တဲ့ဆိုတဲ့ကောလာဟာလာတွေပြန့်နှံ့လာခဲ့ပါတယ်။ဒါဟာနိုင်ငံတကာအာရုံစိုက်မှုကိုဆွဲဆောင်ခဲ့ပါတယ်။ British Media The Daily Telegraph ရဲ့အဆိုအရလေရင်ပြန့်တမ်းမှု data တွေကပထမကုန်တင်လေရင်ဟာ Israel ရဲ့ Iran ပေါ်တိုက်ခိုက်မှုဖြစ်ပြီးနောက်တနေ့ဇွန်လ13ရက်မှာတရုတ်ကနေထွက်ခွာခဲ့ပါတယ်။ဒုတိယလေရင်ကနောက်တနေ့မှာကန်ယွန်ရန်မြို့တစ်ခုကနေထွက်ခွာခဲ့ပြီးတတိယလေရင်ကဇွန်လ16ရက်မှာရှန်ဟိုင်းကနေထွက်ခွာခဲ့ပါတယ်။ဒီလေရင်၃စင်းစလုံးဟာတရုတ်မြောက်ပိုင်းကျော်လွန်ကာဇက်စတန် ဥဇ်ဘက်ကစ္စတန်နဲ့တာကမန်နစ္စတန်ကိုဖျက်ဆီးပြီးအနောက်ဘက်ကိုပြန်တန်းခဲ့ပါတယ်။အီရန်နားကလာတဲ့အခါရေဒါကနေပျောက်ကွယ်သွားခဲ့ပါတယ်။ပိုထူးဆန်းနာကလေရင်ပြန်တန်းမှုအစီအမံတွေကဥတီယာကလူဇင်ဘတ်လို့ဖော်ပြထားပေမဲ့ဒီလေရင်တွေဟာဥရောပဝင်ဟင်ထဲမှာဘယ်တော့မှမဝင်ရောက်ခဲ့ပုံရပါတယ်။ဒါကသူတို့ရဲ့တပ်ခဲရည်ရွယ်ချက်နဲ့ပတ်သက်ပြီးထင်ကြီးပေးမှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။